လုံးမမြင်ပါပါ။ Shopee Line ရဲ့ site ကြီးပြောတဲ့စာအကြောင်းစီစဉ်နေပြီးတော့ပြန်လည်ရှုဆိုပါရစေ။ကျွန်တော်ဒီတစ်ပတ်မှာတော့မကြသေးခင်အစ်စ်ဖတ်ရှိထားတဲ့ညွန်မင်းရှိတဲ့ခေါင်းဆောင်မှုဆိုတဲ့စာအုပ်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်။အဲ့တော့လေ site သူဖြစ်တဲ့ဆရာခေါင်းဆောင်ကိုကျွန်တော်ဖိတ်ခေါ်ထားပါမယ်။ဆရာမင်္ဂလာပါခင်ဗျာ။မင်္ဂလာပါကိုရင်းစိုးကြီး။ဟုတ်ကဲ့ပထမဆုံးအနေနဲ့ဆရာရဲ့ဒီညွန်မင်းရှိတဲ့ခေါင်းဆောင်မှု visionary leadership စာအုပ်ပေါ့နော် ဒီစားဖတ်တာနဲ့ပတ်သက်ပြီးတော့လဲဆရာ congratulation ပါဆရာဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဆရာပေလိုင်းရဲ့အကူအညီပါအဲ့တော့ဆရာဒီဒီကျွန်တော်စာပိတ်သက်ကိုအရင်ဆုံးဒီအမြော်မြင်ရှိတဲ့ခေါင်းဆောင်မှုစာအုပ်မှာဟိုဘာတွေဖတ်ရမလဲပေါ့နော်ဆရာဒီစာအုပ်ရဲ့ဒီဒီအကြောင်းလေးအနှစ်ချုပ်ကလေးပေါ့ဆရာ intro လေးပြောပြပါဆရာအမြော်မြင်ရှိတဲ့ခေါင်းဆောင်ကကျွန်တော်ဟိုစာမပေါင်းများစွာတွေကတပုတ်ရဲ့ title ပါနော် visionary leadership လို့ပြောပါတယ်ကျွန်တော်ဒီစာအုပ်ထဲမှာ leadership နဲ့ပတ်သက်တဲ့ချင်းကန်ညီမျိုးစုံကိုထည့်ရထားတာကိုတွေ့ရမှာပါ သမားတပုတ်တီဖြစ်အောင်ရေးထားခဲ့တဲ့ဒါတွေအချိန်တုန်းကကျွန်တော် B2B magazine မှာရေးခဲ့မှုတဲ့သမားတွေဖြစ်ပါတယ်အဲ့ဒီကနေမှနောက်ထပ်ထပ်တိုးနေတဲ့အတူဒီစာအုပ်တစ်ခုဖြစ်လာတာပါအဲ့တော့ဒီထဲမှာ leadership ရဲ့ type of leadership ဆိုတာတော်တော်များများရှိတာပါเนาะအဲ့ဒီတော်တော်များများရှိတဲ့အထက်ကတကယ်တော့ leadership မျိုးစားတွေအများကြီးကြာမှာသေးတယ်ဒါဟာအများနဲ့ယဉ်နီးတဲ့ခေါင်းဆောင်မှုအကြောင်းပဲကျွန်တော်ပြောထားသေးတာပါမယဉ်နီးသေးတဲ့ခေါင်းဆောင်မှုအကြောင်းနေပြန်သေးတယ်အဲ့တော့အဲ့ဒီထဲမှာကျွန်တော်အနှစ်သက်ဆုံးကတော့ visionary leadership ကကျွန်တော် favorite ဖြစ်နေတာပါเนาะဒါကြောင့်ကျွန်တော်အဲ့ဒါကိုခေါင်းစဉ်အဖြစ်ရွေးပါတယ်ရွေးပြီးတော့ visionary leadership လို့ပြောလိုက်ရင်သူဒီတကယ်တော့အနာဂတ်ကိုအများကြီးမြင်တဲ့လူတွေမှသာ visionary leadership ဆိုတဲ့ခေါင်းစဉ်အောက်ကိုရောက်မှာပါเนาะအဖွဲ့အစည်းမှာလည်းရှိနိုင်တယ်နိုင်ငံမှာလည်းရှိနိုင်တယ်လုပ်ငန်းထဲမှာလည်းရှိနိုင်တယ်အဖွဲ့အစည်းဆိုတာကတော့ကျွန်တော်တို့နိုင်ငံမှာလည်းအဖွဲ့အစည်းတွေမျိုးမျိုးရှိတယ်ကမ္ဘာပေါ်မှာလည်းအဖွဲ့အစည်းမျိုးမျိုးရှိတယ်ပြည်အဖွဲ့အစည်းတွေကိုဥဆောင်တဲ့လူတွေကလည်း ဗရှင်ကောင်းမှုလိုတယ်အနာကကြိုပြီးတော့မြင်တတ်ဖို့လိုပါတယ်တော်တော်ကြီးကိုကြိုကြည့်ထားမှရမှာပါအဲ့ဒီလိုပဲ business မှာလုပ်နေကြတဲ့ business leader တွေကလည်းကို business ရဲ့အနာကအလားအလာအဲ့ဒါကိုကြိုတင်ပြီးတော့မြင်ကြည့်ပြီးတော့ဘာဖြစ်ချင်တယ်ဆိုတာကိုသွားတာဟာအဲ့ဒါ visionary leadership ရဲ့အနှစ်သာရဖြစ်ပါတယ်နိုင်ငံကောင်းဆောင်နေမှာလည်းအလားတူပါပဲနိုင်ငံတစ်ခုကိုဖွံ့ဖြိုးလာအောင်နောက်ထပ်ဘယ်နှစ်နှစ်ကြာရင်တို့တွေဖွံ့ဖြိုးသွားရမယ်ဘယ်လောက်အဆင့်ကိုရောက်ရမယ်ဆိုတော့ညှော်လင့်ချက်နဲ့ဦးဆောင်တာဟာ visionary leadership ပါဗျာဟုတ်အဲ့တော့ကျွန်တော်တို့ကဒီအဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့ဆိုလို့ရှိရင်ကျွန်တော်စီးပွားရေးပဲဖြစ်ဖြစ်ပါလေအဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့ဆိုရင်ဒီဒီဘောက်ဆောင်မှုကဘယ်လောက်ထိအကြီးပါလဲပေါ့ဗျာအဲ့ကြောင့်လည်းကျွန်တော်ပြောပြပြီးဟုတ်မှန်ပါတယ်ပြောပါမယ်အဖွဲ့အစည်းတိုင်းမှာဥဆောင်သူတွေရှိရပါတယ်ဗျာဥဆောင်သူမရှိရင်လည်းအဲ့ဒီဖွဲ့စည်းကဗျံပရာဖြစ်သွားမှာပေါ့နော်ကိုထင်ရကိုလုံးမယ်ကိုသွားခြင်းနဲ့လမ်းကြောင်းကိုသွားမယ်ပြောင်းနေတဲ့ညှိတာနိုင်တာပြောတာဆိုတာ ရှင်းလို့ရမရှိတော့ဘူးဆိုရင်အဲ့ဒီဖွဲ့စည်းပျက်စီးရပျက်စီးကြောင်းထေကြပါတယ်အဲ့တော့အဲ့ဒီဖွဲ့စည်းမှာအဖွဲ့စည်းတိုင်းမှာ business မှာပဲဖြစ်ဖြစ်အဖွဲ့စည်း organization တွေမှာပဲဖြစ်ဖြစ်နိုင်ငံတစ်ခုမှာပဲဖြစ်ဖြစ်သူ leader တည်ခြားရှိရပါတယ် leader ဆိုတဲ့လူတွေဟာဥစ္စာမှုပေးနိုင်ရမယ်ဥစ္စာမှုပေးဖို့ကလည်းသူတို့နောက်မှာနောက်လိုက်ရှိဖို့လိုတယ်နောက်လိုက်မရှိဘဲနဲ့ဘယ်သူမှကောင်းဆောင်မဖြစ်ဘူးကောင်းဆောင်ဖြစ်ခြင်းနောက်လိုက်ရှိဖို့လိုတယ်နိုင်ကောင်းဆောင်ဖြစ်ခြင်းသာရဲ့ အဓိကအကြောင်းရင်းကဘာတော့နော်ဘာလို့အချက်တော့ဆိုလူတွေမျိုးမျိုးပြောကြတယ်အရေးချင်းရှိရမယ်လို့ကြံကြံရမယ်လို့သစ္စာရှိရမယ်တတိရှိရမယ်စသဖြင့်ဒီချက်တွေအများကြီးပြောတယ်ဒါပေမဲ့အဲ့ဒီအများကြီးထဲမှာမှအရေးပါဆုံးအချက်ကကောင်းဆောင်မှန်ရင် နောက်လိုက်ရှိရမယ်နောက်လိုက်မရှိဘဲနဲ့သူတယောက်တည်းကောင်းဆောင်လို့ကြွေးကြော်နေလို့မရနောက်လိုက်သူနောက်ကလိုက်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေနောက်ကလိုက်မယ်နောက်လိုက်ရှိမှကောင်းဆောင်ဖြစ်မှာအဲအဲ့လိုကောင်းဆောင်ဖြစ်လာပြီဆိုတဲ့အခါကျတော့ तू က vision ရှိရတယ် ခေါင်းဆောင်ဘာဖြစ်လို့လှုပ်ချင်တာလဲဘာလို့ဥဆောင်ချင်တာလဲဘယ်ဟုတ်သွားမှာလဲနောက်ဘလောက်ကြာရင်အဲ့ဒီသွားမဲ့စီကိုရောက်မှာလဲဆိုတာအဓိကပါเนาะအဲ့တော့ vision တစ်ခုကိုစဉ်းစားတဲ့အခါမှာကျွန်တော်တို့ဟို where we want to be လို့ပြောတာပါเนาะ vision ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကဘယ်ဟုတ်ရောက်ချင်တာလဲဘယ်နာဟုတ်ဘယ်ချိန်ဘယ်ကာလမှာဘယ်ခရီးကိုဘယ်လောက်ထိပေါက်အောင်သွားကြသွားနိုင်ကျင်တာလဲဆိုတာအဲ့ဒါ vision ပါကိုယ်ကကြိုပြီးကြည့်ထားတာကြိုပြီးမြင်လာတာကြိုပြီးမျှော်လာတာ အဲ့တော့ကျွန်တော်အစပိုင်းမှာခေါင်းစဉ်ပြီးတော့ဒါအမျောအမြင်လို့ပေးထားပါတယ်ဒါပေမဲ့မြန်မာစာတပ်ပုံကြမ်းနဲ့ကြီးလိုက်တော့အမျောအမြင်ဆိုတဲ့စကားလုံးကမရှိနေဘူးသူကအမျောအမြင်လို့ပဲရှိတာရရင်နဲ့ပဲမျောပြီးတော့ရရင်နဲ့ပဲမြင်တာတကယ်တော့ကျွန်တော်ပြောချင်တဲ့ vision ကအနာဂတ်ကိုလှမ်းမျောပြီးတော့အဝေးကြီးကိုမျောကြည့်တာမျောနေတာအဲ့တော့အမျောနဲ့အမြင်နဲ့မျောကြည့်ပြီးလှမ်းမြင်တာကိုကျွန်တော်ပြောချင်တာဒါပေမဲ့ကျွန်တော်တို့ဟိုဘာသာစကားရဲ့အတုံးနှုံးထဲမှာကြတော့အဲ့ဒီအမျောအမြင်ဆိုတဲ့အတုံးကရှိမနေပဲနဲ့ အမျောအမြင်လိုပဲရှိနေတာဖြစ်တဲ့အတွက်အဲ့ဒါကိုပြင်ရေးလိုက်တာပြင်ရေးလိုက်တော့တကယ်တော့ကျွန်တော်ဒီကျွန်တော်ရဲ့ leader တွေဒီဥဆောင်မဲ့သူတွေအားလုံးဟာရှေ့ကိုတော်တော်ဝေးဝေးထိနှစ်340စာဝေးဝေးကြည့်ပြီးတော့မြင်တတ်တဲ့ကောင်းဆောင်တွေဖြစ်ဖို့လိုလိုပါတယ်ဒါတော့ visionary leadership ရဲ့အကြောင်းကြားချက်တစ်ခုပါအဲ့တော့ visionary leadership လို့ဖြစ်လာပြီဆိုရင်အမေ ဗီရှင်ပြီးမှမစ်ရှင်ကလာတာဟုတ်ဗီရှင်ရှိဖို့လိုတယ်ဗီရှင်မရှိဘဲနဲ့မစ်ရှင်လေးကြီးပဲရှိနေရင်သူကဟိုကွေ့ဟိုတက်နဲ့လော်မယ်ဒီကွေ့ဒီတက်နဲ့လော်မယ်ဆိုတာမျိုးဖြစ်တတ်တယ်အဲ့တော့ဗီရှင်ရှိထားခြင်းအပြင်ဘယ်ဟူသွားမယ်ဘလောက်ကြာမယ်ဘယ်တော့ရောက်မယ်အဲဒါအတိရမယ်ကိစ္စဘယ်ဟူသွားမယ်ဆိုတာအချက်တစ်ချက်သွားချိန်ဘလောက်ကြာမယ်ဆိုတာအချက်တစ်ချက်ပြီးတော့ဘယ်တော့ရောက်မှာလဲအချိန်ကြာတာနဲ့ရောက်မဲ့ ဟို limitation ပဲအချိန်ပဲနားမှာဘယ်လောက်ထိရောက်နိုင်လဲဆိုတာကိုကျွန်တော်တို့သိထားဖို့လိုပါတယ်အဲ့ဒါကတော့ visionary leadership ရဲ့အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်ဟောဟိုအားကြောင့်ဆရာဟိုကျွန်တော်ထပ်ပြီးတော့မေးချင်တာကျွန်တော်တို့ဒီစောက်ထမ်းမှာလည်းပါတယ်ဒီ servant leadership ပေါ့နော်ဟိုကျွန်တော်တို့ကဒီဟိုအစီအခံပဲပြပြကျွန်တော်အလုပ်ကြီးပြုတယ်ပဲပြပြပေါ့လေအဲ့တော့ကျွန်တော်တို့ကဒီ seven leadership ရဲ့ဒီ fighter တွေပေါ့လက္ခဏာတွေဆိုရင်ဆရာဘယ်လိုမျိုးဖြစ်မလဲဗျာ ဆာဗင်လီဒါရှစ်မှာကျတော့ခုန visionary နဲ့ကွာတဲ့အချက်တော့ရှိတယ် visionary ကအနာဂတ်ကိုကြိုကြည့်ထားတာကြိုကြည့်ပြီးအရောက်သွားမှာသူ့မှာရွေးချက်အကြီးရှိတယ်အဲ့ဒီအကြီးကြီးကိုရောက်သွားဖို့အတွက်သူနီးမျိုးစုံနဲ့တွန်းမှာပဲသူကတနည်းအားဖြင့် push leader လို့လည်းခေါ်လို့ရတယ် visionary leader အဲသူနဲ့ဒီဘက်က servant leader ကျသူက bull leader ဆိုရဲခေါ်တာလိုက်ခဲ့ပါကွာငါတို့ဟိုသွားရအောင်ခုနရောက်အောင်သွားရအောင်လာလာလာမင်းတို့မောနေပြီအေးဟိုရှင်းနာရောက်ရင်ငါရေတိုက်မယ်ချိန်မှာရေရှိတာငါသိတယ်အဲ့နာကြမှာသွားရအောင်တောက်ရအောင် အခုတော့မနာပါနဲ့အောင်ကွာသွားကြပါအောင်ဆိုချော့မော့ပြီးခေါ်တာဟို seven leader ချော့မော့ပြီးတော့အရောက်ဒီဇုံးကိုရောက်အောင်ခေါ်မယ်ခုန visionary leader အကျဆိုတော့တွန်းပို့တာလည်းပါတွန်းတွန်းတွန်းရောက်ကွာမတို့ရောက်အောင်သွားမှဖြစ်မှာမရောက်ရင်ပြဿနာရှိတယ်စင်ကာပူရဲ့ leader လီကွမ်ယူဟာ visionary leader မျိုးပါသူဒီဘာမှမရှိတဲ့အနေအထားတစ်ခုကနေတွန်းပြီးတော့သူတိုင်းပြည်ကိုရှေ့ရောက်အောင်လုပ်ခဲ့တယ်အဲ့ဒါကဟို1960ပေါ့နော်60ခုနှစ်ဝန်းကျင်အဖြစ်ပြည့်တယ်လက်တလော ဒီဘက်ခင်မှာစဉ်းစားကြည့်မယ်ဆိုရင်ဒူဘိုင်းရဲ့ခေါင်းဆောင်အယ်မတ်တူမ်ဆိုတဲ့ပုဂ္ဂိုလ်ဟာနှစ်20လောက်အတွင်းမှာတကယ်တဲကန်တရားပဲရှိတဲ့နိုင်ငံကိုဒီနေ့ကမ္ဘာရှေ့ဆုံးမှာရောက်အောင်သူပို့နိုင်ခဲ့သူစ조사ခဲ့အဲ့ဒါ visionary ပဲသူကဘာမှမဆိုကြီးကြီးမားမားလောက်တာကိုမြင်ကျင်တယ်အကြီးဖြစ်ချင်တာသူမှရှိတဲ့တာဝါကြီးတွေဆိုလဲဒါအမြင့်ဆုံးတာဝါလို့သူဖြစ်ချင်တယ်သူမှရှိတဲ့ဟို recreation center ဆိုလဲဒါအကြီးဆုံးဆိုတာဖြစ်ချင်တယ် ။အဲသူအဲ့ဒီအကြီးဆုံးလုံနိုင်တဲ့လူတွေကိုဖိတ်ခေါ်တယ်။ဖိတ်ခေါ်ပြီးတော့လာငါ့ရှင်မှာဒါတွေလုတ်ချင်တယ်။ဒါပေမဲ့အဲ့ဒီလုတ်တဲ့ဟာတွေအားလုံးဟာငါနာမည်ပဲဖြစ်ရမယ်။ငါတိုင်းပြည်နာမည်ပဲဖြစ်ရမယ်။ဒူဘိုင်ပဲဖြစ်ရမယ်။ဆိုတော့သူတည်တာတဲ့အချက်တစ်ချက်က Walt Disney ကိုသူကမ်းလှမ်းတယ်။ Disneyland ဆိုတာမျိုးကိုငါလုတ်ချင်တယ်။လုတ်ချင်တော့ဒူဘိုင်လန်ဆိုပြီးလုတ်ပေးပါဟုတ်လူတွေညင်းတယ်မဖြစ်နိုင်ဘူးတဲ့ဒီစနီလန်ဟာဒီစနီလန်မှာဖြစ်ရအိမ်မဖြစ်နိုင်နေတော့ဆိုပြီးသူတို့ မခေါ်တော့ပဲနဲ့သူ့ဟာသူတခြားအစီအစဉ်နဲ့ architect တွေနဲ့စဉ်းစားရဲလှုပ်လိုက်တယ်လှုပ်လိုက်တဲ့အခါမှာဒီနေ့ Dubai Land ဆိုတာ Disney Land ထက်နှစ်ဆတော့မဟုတ်သုံးဆတော့ကြီးတဲ့ကမ္ဘာအကြီးဆုံး recreation center ကြီးဖြစ်လာခဲ့နော် theme park ကြီးဖြစ်လာခဲ့အဲ့အဲ့ဒီလိုတွေသူစူးစမ်းခဲ့တာဟာသူ့အတွက်မှမဟုတ်တာသူမရှိတော့ဘူးလေသူဆုံးသွားပြီကွယ်လွန်သွားပြီဒါပေမဲ့အခုသူ့နိုင်ငံသူနိုင်ငံသားတွေခံစားနေရတာဟာသူလုပ်ခဲ့တဲ့အကျိုးဆက်တွေ နော်ဆိုဒါတွေမြင်ရခြင်းအပြင် visionary leader ကတွန်းတယ်တွန်းပို့တယ်တခါ servant leader ကျတော့ဆွဲခေါ်တယ်အခက်ကြပါကွာအဲအဲ့ဒီမှာ servant leader ရဲ့မှတ်သားစရာအကောင်းတဲ့စကားလေးတစ်ခုက leaders eat last leader ရိစားစရာရှိနောက်ဆုံးမှစားပါကွာမစားနဲ့လို့တော့မပြောဘူးစားရတာပဲနောက်ဆုံးမှစားနော်တပည့်တွေကိုအရင်ကြွေးပါခေါင်းဆောင်နေနောက်ဆုံးမှစားပါခေါင်းဆောင်ဆိုတဲ့လူကြီးကသူတို့ကိုကြွေးမဲ့လူမရှိဘူးလေခေါင်းဆောင်အတွက်ကဟာခေါင်း ောင်းကြီးတို့ပါကြွေးကြတာဗာလေးဗာလေးစားစေခြင်းလို့ဆိုတာမျိုးတွေတို့ရှိတယ်ရှိတော့အဲ့ဒါကသူ့အတွက်ကတော့စားစရာတောက်စရာမရှားဘူးဒါပေမဲ့နောက်ကပါလာတဲ့နောက်တော်ပါတပည့်သားမြေတွေကြတော့ကြွေးခြင်းမွေးခြင်းသိမ့်မရှိအဲ့ဒါတို့တို့တို့အတွက်ကိုကောင်းဆောင်အောင်ဥစားပေးပြီးတော့စဉ်းစားတယ်သူစားစရာရှိတာကိုသူနောက်ဆုံးမှစားတယ်အဲ့တော့ visionary leader နဲ့7 leader နဲ့ကွာတဲ့အချက်ကအဲ့ဒါပဲ visionary ကတွန်းတယ်ပို့တယ်7 leader ကချော့တယ်ဆွဲခေါ်တယ်အဲဆိုတာနေအဲ့ဒါကအဲ့ဒီခုရဲ့ကွာကြချက်ပါ OK，OK，好 k 好嘅，冇事。好，接住吧，題，接住話。